90ရက်တရား80မြင့်နေတာတရား80မြင့်နေတာမြင့်ဦးလေတခါလေ90မြင့်နေခိုက်တယ်နေရှိတယ်တရား80လက်နှလုံးတရား80လက်နှလုံးစီးပွဲတရား80ဆွဲမှာခြိုက်တဲ့နေရာဆွဲအောက်ပိုင်းဆွဲဆွဲပေါ်ပိုင်းဆွဲဆွဲအေးရနေပဲဆွဲဆွဲဒီရနေပဲဆွဲဆွဲတရား80အတွက်လက်နှလုံးသာစီးခွဲစီးဆွဲပြီးတော့ညှက်ချလိုက်ကျန်တဲ့တရား80လုံးသာကို90ညှက်ရင် step ကဘယ်သူပုံများမယ်လို့ထင်လို့90ညမှာ နန်းနိုင်ရှင်းတာတွေရက်လိုက်တော့စောက်ထဲမှာပဲနိုင်ရှင်းနေတာဖြစ်ပြီးတော့တမန်သဘောတရားမှာပဲနိုင်ရှင်းတာဖြစ်ပြီးတော့စီးခွဲတဲ့သဘောတရားတွေမပိုင်မရဘူး။ဟောဒီမြင်မယ်ဆိုရင် sensitive တဲ့ဘက်အစားပါပါအဲ့ဒီကစကားတစ်ခုပြောပါတယ်ဆိုင်အောင်လာတယ် stand ညက်မယ်လို့ဆိုရဲ master လို့မပြောဘူး။တန်ရမယ်သူမလိုက်ဆောင်ရမယ်ပြင်တခုသတိထားကြပါအဲ့တည်းကကိုယ်ကောင်းမော်တင်လိုက်တဲ့ပြဿနာတွေဆိုရင်ပို့ပို့ပြီးတော့အာယုံဆိုင်ထားဖို့လိုတယ်အဲ့တည်းမှာဘာမှရွေးချယ်မှုပါမလားဘူးကျမနဲ့လိုက်ရလို့ပြီးအဲ့ဒါကနာမည်ကြီးတာဖြစ်တော့ဖြစ်တော့မယ့်ပြဿနာ ။ဒါကြောင့်တို့ရတာနမကြီးရဲ့လူပဲယုံတယ်။ဒီမှာနဲ့လိုက်အောင်ညက်ပေးဆိုတဲ့ဟာမျိုး။နော်။ဒီမှာနဲ့လိုက်အောင်ညက်ပေးဆိုတဲ့ဟာမျိုးလာပြီဆိုရင်သူ့ရဲ့ပါလာတဲ့သပင်ကိုအကုန်သုံးသက်ကြတော့မှာ။ဟို step ကြီးပဲလာပြောလို့မရဘူး။အဲဒါပြောတဲ့ step တစ်ခုညက်ပေးပါတော့။အဲရှေ့ကိုလည်းသူကအဝိုက်ဝိုက်လေးလိုချင်တယ်။နောက်ကလည်းအလိုအဆင်ပြေလိုမျိုးလိုချင်တယ်ရတယ်။သူက sensitive တစ်ခုမှမဖြစ်တာဘူး။အနေအများသွားတယ်။ sensitive ကဘယ်ကြောင့်ပါလာမှမသိဘူး။ဘယ်သူရှားမှန်းမသိဘူး။ပေါ်ပါရှာတယ်။သပင်ရဲ့အတွင်ပြင်လက္ခဏာပြောင်းကြည့်ရတယ်။ ပင်မှာသပင်လောက်တော့မယ်ဆိုင်လက်မှန်နှစ်ချက်ကိုရသတိထားပါတခုကသပင်အုပ်ပါတာဖြစ်ပါတယ်တခုကစံနှောင်းသေးတာဖြစ်ပါတယ်စံနှောင်းသေးတဲ့ဘယ်ဖြောင်းမှာထားတဲ့နေရာမှာမနေဘူးစံနှောင်းသေးတဲ့ဘယ်အောက်မှာအကြိုင်မခံဘူးစံနှောင်းသေးတဲ့ဘယ်အရောင်မှာအကြိုင်မခံဘူးပြီးတော့စံနှောင်းသေးရင်အရောင်လဲနေသို့လို့တိတ်မကောင်းအော်တိုလဲနေတာစစ်ပါစံနှောင်းလားဆုံးတော့စံနှောင်းသေးအော်တိုလဲတက်နေတာဒါမျိုးပြီးရင်ပျက်စီးနိုင်ပြီပုံများတယ်ပြီးရင်စံနှောင်းသေးတဲ့ကတ်တင်ဘယ်ကတ်တင်မှမကောင်း စံလုံးသေးတဲ့စပယ်ကိုကတိန်ညှက်လိုက်ရင်အခက်တင်ရဆိုတော့ဒီကိဆွဲပြန်ကြအောက်မှာငြိမ်နေတော့ကောင်းတာပေါ့ပုံနေသွင်းနေတဲ့ဟို white ဒီ power hole ဒီ hole တွေလည်းသွင်းနေတယ်အတွင်းလေးအပြင်လေးသွင်းကြတယ်သွင်းလေသွင်းပြီးကြကြချင်းအတော့အဲ့လိုနေမှာမဟုတ်ဘူးစံလုံးသေးတော့ဟိုရွေ့ဒီရွေ့လမ်းရှာနေတာမှာလေးတိုင်ရွေ့နေတာမျိုးလေတခုခုနဲ့တက်တင်လိုက်ဆိုပြန်အောင်မကြတော့ဘူးလေထဲမှာမြောက်တက်နေတာမျိုးလေ weight မရှိတော့တဲ့သဘောတရားရှိတယ်အဲ့ဒီစံလုံးသေးတာရဲ့သပင်အုံပါးတွေဟာသပင်ပညာမှာဒီကထိန်းချုပ်ထားတာဖြစ်တယ်အဲ့တော့အဲ့နှစ်ခုကိုရအောင်လို့ တော့နံပါတ်1ချက်တူရှင်ကိုဘလူးဆိုက်ပါနံပါတ်2ချက်ဇာလုံးတေးတာရဲ့သဖင်အုံပါတာဂရုစိုက်တယ်နဲ့အဲ့ဒါရအခုကိုကောင်းမအခုပစ်တင်လိုက်တာရှယ်ရဝိုင်းဝိုင်းလိုချင်တဲ့နောက်မှာလည်းရှစ်တူဆရာဆင်ပြေတို့ဖန်တီးပေါ်ကစတက်ကိုလည်းစိုက်တဲ့စတက်ဖန်တီးလို့ပြောတယ်ခုနကပြောတဲ့နှစ်ချက်ကိုရအောင်ရှာမှာဖြစ်ပါတယ်သဖင်ညပါသနောတရားသဖြင့်အုံပါရဲ့အားသဖြင့်ဖန်တီးရအရန်ခတ်ခဲလို့ဆိုရဲ။ Okay 135ရေဖျား80ဆွဲပါတယ်ဒူတိုင်းဆွဲတပါတယ်။135တော့နမဲတွင်သွားတာက135ကြောင့်တွင်တာဟုတ်ဘူး။ အဝါတဲ့သပင်အလွာကြောက်တယ်စပင်တခြားဟို135မြောက်ပြီဆိုရင်ပြန်ချရဲအဲ့စပင်အဲ့စပင်မှာ135ဆိုတဲ့ဟာမျိုးပါလားစတက်ဒီပါလားမြန်မာထင်လို့လားစပင်တခြားမဲ့ဟို135မြောက်ဆွဲကြည့်လိုက်လေအဆရာအထုံးစံမှမရှိမှာဟုတ်နိုင်ရှင်မှုဆိုတာ135မရှိတဲ့ဟာလည်းနိုင်ရှင်တာနိုင်ရှင်ရဒါပေမဲ့135မြောက်တန်းစတက်ဖြစ်တာဘာကြဖြစ်တာလဲခွဲထားတဲ့စီအချင်းကျေကြောက်ဖြစ်နေတာအမောစီတွေခွဲတာမှန်ဖို့တယ်လို့လည်းလို့ပြောနေတာအဲ့စီတွေခွဲမှာโอเคစပင်ပါတဲ့လူလာတယ်135ဆွဲမယ်ဆိုစူးစမ်းနေတယ် ဟို strength မြင်နေတယ်သူကလိုက်မယ်သူမျက်နှာထဲက strength မြင်နေလိုက်တယ်ဆိုရင်နည်းနည်းထူတာမျိုးဟိုပေါ့ strength နေတာမျိုးတွေနဲ့ညီတဲ့ပုံနဲ့မလိုက်ဘူးတော့ကိုကဆုံးဖြတ်လိုက်နေတယ်ရိုးတဲ့ပုံစံမျိုးနဲ့မလိုက်ဘူးလို့ဆုံးဖြတ်လိုက်ပြီးတော့ step တစ်ခုညှက်တော့မယ်ကြာတန်းတန်းငါညှက်မယ်လို့စဉ်းစားတယ်သပင်ပားနေတာကငဘိုးတွေကရှိပေးသားကိုကြာတန်းတန်းငါထိုင်ညှက်မယ်ဆိုရင်ပြန်တွေးချင်တယ်သပင်ပညာကဘယ်နေရာကိုတင်တာလဲလို့ပြန်စဉ်းစားတယ်သပင်ပညာဆရာကလူတွေညှိုးဆိုတဲ့အရာတွေကတော့ ठी ဆိုရင်ဟိုဟာ70ကိုဆရာတို့ဆောင်းလို့ရလား ဲ့မဲ့နှုံကြုံနေတယ်ဘာမှမဆောင်ရတာလူတွေတုံးတဲ့ပစ္စည်းမဟုတ်လို့သူတက်သတ်မှတ်ချက်ကစားထုတ်တဲ့ရှိသေးတာဈေးရောက်တဲ့အခါပဲစိုက်ကားတွေမှာပဲသူကအထည်အမိုးရတာလူတွေဆောင်းလို့မရဖက်နဲ့ဖက်နဲ့ဆိုရယ်ဆရာတို့တမန်လူတွေတက်ချီတဲ့ဖက်နဲ့ဆရာတို့စီးလို့မမရတာဖက်နဲ့အကြီးတည်တယ်ကွာချီညက်တဲ့နေရာလေးရတာဆရာတို့ရဲ့တော်တဲ့ဟာလေးတော့ဖက်နဲ့အကြီးဆိုဆရာတို့ရှော့ပို့လုံးတာပေါ့ဘေးကိုပုံမကြည့်တော့ဟုတ်လားအင်းအထူကြီးစီးမယ်ကွာဒါပေမဲ့လူတွေမစီးပါကြတာ လူတွေက median site ကိုအမြဲညွှန်တယ်ပညာတစ်ခုသင် median site ကိုညှောနေလို့မှတ်ထားပါစပင်းတင်ရောတစ်ခုပဲရှိပါတယ်ဒါပေမဲ့စပင်းကစစ်စပါကမ်မီကမ်မာဆိုရင်၉မြို့တောင်ရှိတယ်၉မြို့ပြန်ခွဲထောင်း16မြို့ပြန်ထွက်တယ်စပင်း16မြို့ရှိတယ်တမီးတို့စေးတစ်ခွက်ဖြော်လာ16ရောင်ထွက်တော့မယ်မှတ်လိုက်တော့အကောက်ကောက်တိုင်းအကောက်16မြို့ထွက်လာတိုင်းပဲကောက်ချင်းမကောက်ချင်းတွေရောဟိုဟာပါဘယ်ကကောက်သားများချင်းမများချင်းနေရာအဆပေါ့ကောက်သားလာချင်းမလာချင်းနေရာအဆဟိုစစ်စပါပုံစံ16မြို့ထွက်လာတယ် ကတင်မှာဆိုရင်သပင်ပုံစံသပင်က6မျိုးတစ်တစ်ကြောင်းမှာဖြစ်ပါတယ်သပင်ညှက်လိုက်တယ်60 60သပင်မတွက်ဖဲနဲ့ဒူတိုင်းကိုခေါ်လိုက်ညှက်လိုက်တယ်စွစွအောင်အဲ့ဒီလူတရာလောက်ညှက်လိုက်မယ်အဲ့ဒီလူတရာမှာအုပ်စု6စု꿰သွားတာတွေ့ရတယ်ဘာကြလဲဆိုတော့လူတရာလောက်ဆိုရင်သပင်6မျိုးလုံးချင်းနေပါနိုင်တယ်လူတရာလောက်ကို60 60ခေါ်ညှက်လိုက်ကြည့်အဲ့လူတရာလောက်က6ပြန်စုကြည့်တယ် အုပ်စုခြောင်မျိုးပွဲနေနိုင်မှာဇပင်ပေါ်မှာခြောင်မျိုးပေါ်နေတာတွေ့ရတယ်မှာအဲ့ဒါကဇပင်ပညာကိုဘယ်နေရာစားလေးလာမလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဇပင်ပါနေတယ်လို့ကငကိုရက်ပါနေတာဆရာကမီဒီယာဆိုက်ရောညွန်တာမထုံလို့မပါလို့နဲ့ဇပင်ဇပင်လေးဘယ်နေရာကိုတတ်မှတ်တယ်ဇပင်ကောက်ရင်တကောက်ကွေးလောက်မှာကောက်ရင်လူတွေကကောက်လို့ရလို့လားအဲ့ဘယ်ဆရာမလည်းလက်မခံဘူးအင်းဆရာမဟုတ်တာတော့မှအဲ့တည်းကအဲ့ဒါလုံးဝလက်မခံဘူးဘာကြောင့်လဲအဲ့တည်းကိုယ်တိုင်အဲ့ဒါနားတယ်ကျွန်တော်အင်းကြီးအကြီးဝတ်လို့မရအောင်အင်းကြီးကြီးဝင် ဟိုရပါကတော့တတ်တတ်ဘွားတာရပါကတော့ဒါသူရဲ့ဟိုပုံသူရဲ့ဝိတ္တသားပါအဲ့လိုဖြစ်တော့အဲ့လိုဝတ်တာလေကျတော့တမန်လူတွေကအဲ့ညီဘွားကြီးဝင်လို့မှမရလားတော့ကိုနဲ့တော်တဲ့အဲ့ညီပဲပို့ဝတ်တာလေအဲ့သဘောရှိသလိုမျိုးပဲသပင်းပညာမှာလည်းသူနဲ့ဆိုင်တဲ့နေရာမှာလည်းသူရှိရတာဘောလို့ပြောရင်ပေါင်းတိုက်တာတော့ရတော့လားမရဘူးလေဘောရှိရမယ့်နေရာအတိအကျသင်ထားတာဟုတ်အဲ့တော့စတက်လို့ပြောရင်ဘယ်နေရာမှာလဲဆိုမေးလိုက်အဲ့မေးခွန်းကလည်းနည်းနည်းလေးဖျက်ခတ်သွားနေတယ် တော့ပြန်တွေ့ရတော့မိကုန်းတက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်မနော် stress လို့ပြောရဆိုရင်အကောင်းဆုံးနေရာကကြောလေဖြစ်ပါတယ်ခားလေနဲ့ကြောလေရော sign နဲ့ပြီးပွဲဖို့တော့လိုတယ်ခားလေကဒီမှာနာကြောလေကဒီမှာကြောလေနဲ့ခားလေနဲ့ခုမတူခားလေမှာဘယ်သဘင်ပုံစံအများဆုံးလုပ်တယ်ဆိုအဖြောက်အများဆုံးလုပ်လို့ရှိတယ်ဒါပေမဲ့သူမပါတော့မလုပ်ပေါ့ဒါပေမဲ့သဘင်ဖြောင်းတဲ့လူတော်တော်များများသဘင်အရှိထားတဲ့လူတွေများတာတွေ့ရတယ် ရစတလည်းတိမ်မညက်တာတွေ့ရတယ်သူတို့ကတိုက်ဆိုင်မှုတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်ဒါသဘောတရားတစ်ခုအနေနဲ့သူကအဲ့နေရာလောက်ထိသူကတော့အဖြောင့်ဆိုတာကဘာအလှပြတာလူစမမောကဘလို့အလှပခြင်းပြတာဆင်းဆင်းဖြစ်နေတာပြတာမလားအဲ့ဆင်းဆင်းဆန်းဆန်းပြောင်ပြောင်ကြီးဟာဘင်းတင်းတင်းလေးမှာပြရင်ပိုကောင်းတာလားဘင်းကျဲကြီးမှာပြရင်ပိုကောင်းတာအကျဲကြီးမှာအဲ့ဒါမှာအဖြောင့်စပယ်နေရတမန်စပယ်ဆက်အများကြီးရှိတာများတယ်တချို့ဆိုရင်ကိုကကရုံးစပယ်ဘာမို့လို့ဘာညာဒါတစ်ခါတစ်ခုညက်ပြီးမှကွာလို့ဖြောင့်လိုက်တာအတူလေးလာပါတယ် ဒါပေမဲ့တကယ်တမ်းဖြောင်းကိုနှစ်ပေါင်းများစွာနှစ်တိုင်းနှစ်တိုင်းချို့ဖြောင်းတယ်။ဖြောင်းတဲ့လူတွေတပ်ပြန်ကြည့်တဲ့အခါအဖြောင်းကအရှိန်ကြီးဖြစ်နေတာတွေ့ရတယ်။အဲ့ဒါသဘောတော့သူကတွေးရသားလာတယ်ကွာ။ဒါပေမဲ့ standard တွေကအဲ့ဒါကိုသူကတခြားတရုပ်မခွဲလိုက်ဘူးကွာ။ဖြောင်းဆိုရင်ဖြောင်းခြင်းပဲသင်ရမယ်။စပယ်နဲ့ဘာမှဆိုင်ဘူးထင်သွားပြီးတော့ခြေချင်းတူချင်းတွေကိုတိတ်ကောင်းနဲ့မထက်တတ်ဘူး။အဲ့လိုမျိုးပဲအကောက်မှာလဲပြမလောက်မှာလာကောက်လို့မရဘူး။ကောက်လို့မရဘူးပြောတော့မကောက်နဲ့လို့ပြောတာမဟုတ်ဘူး။အဲ့ဒါကောက်ချင်တော့ကောက်ပေါ့။ဒါပေမဲ့ အလိုက်ဖတ်ဆုံးကိစ္စကိုပြောတာကိုမရှိရလေကွာဝယ်လာတာလူပဲပစ်တယ်နေပါရဲ့ဝယ်လာတယ်ကွာဆော်ရအစမ်းနေဝယ်လာတယ်တွားမှာစွန်ကျူးဝယ်အစင်ပြေးမနေဘူးလေသူကတိတ်ပနေရဖြစ်ဖြစ်တယ်စွန်ကျူးဘက်မှာအဲ့ဒါကြီးအစင်ပြေးမနေဘူးလေဒီသဘောနဲ့ဆိုင်တယ်အာဖနက်တွေအမှန်အကန်တွေဝယ်တာတောက်ဖနက်တွေအာဘုတ်ဖနက်တွေဝယ်လာတယ်ပေါ့တွားမှာတော်လန်ခရီးတိုက်ချိုးတောင်တက်ကမယ်ဆိုအစင်ပြေးမနေဘူးလေဒီသဘောနဲ့နည်းနည်းတူတယ်သဘောတော့ကိုကလောက်တာလောက်တာအဲ့တရားလဲဇွတ်လောက်ချင်တာလောက်ပေးတာအဲ့ဒါကိုမလိုက်ဘူးဆိုတော့ကျိုးပြောထားတယ် အဲ့ဒါကအဆင်မပြေဘူးဗျာပြဿနာတွေတက်လာမယ်ဆိုတော့သူပြောတာဇပင်တစ်ခုကတင်မအောက်ရအောင်ရနေနဲ့အနေများတယ်။ဘာကြောက်လဲ။အဲ့ဇပင်ကိုသူကအများရန်ထိကြိုင်တော့တစ်ခုခုဆိုအဲမဲဟိုဆိုပိုတိတာမမိကန်လေးကြရင်ခုဇပင်မိမှာမဟုတ်ဘူး။ဇပင်ရှိဆွဲသိမ်းတာ။ထိုင်ငံနေတဲ့ဇပင်ကိုအရင်သိမ်းပြီးသူကထိုင်ရတဲ့ပြဿနာရှိတယ်။ပြီးငုံငံနေတဲ့ဇပင်ကိုကန်ပြီးမှငုံရတဲ့ပြဿနာ။အဲ့ဒါကဇပင်ပုံသွင်းနေတာလည်းဖြစ်သွားပြီးတော့ဇပင်ကအများရန်ပုံပြောင်းနေတတ်တယ်သူက။ပြီးအဲ့လိုဇပင်ရှိမျိုးလို့ဆိုပြတ်ထွက်တာများလာတတ်တယ်။ဇပင်တစ်ခုကရှိလာလေ။ ပြန့်နှံ့ခြင်းပိုများလေသူကအော်တိုပြတာကျမရဲ့နံပါတ်ဆိုင်ကဖေးရဲ့ပြင်ကျဲတော့ဘီရဲ့ညှိမှုကြောင့်ပြန့်နှံ့ခြင်းပိုများတယ်အဲ့တော့ဇပင်တစ်ခုရမ်းရှိလာပြီဆိုရင်ဆရာတို့ပုံတစ်ခုဖန်သေးဖို့အတွက်ခက်တယ်ခက်တယ်ဆိုတာလေဖြတ်ချင်ရတယ်လေအဲ့ဒါမဖြတ်ချင်ဘူးပြောရင်ခက်တယ်သူ့ကိုလှအောင်လို့ပို့အမြဲတမ်းခက်သွားတယ်ဟုတ်ကအပြောင်းတစ်ခုပဲရပြီးတော့အကောက်မှာဆိုရင်သူကကြောလဲမှာပဲနေရထားလို့ရတာဟုတ်ကြောလဲမှာရှိတဲ့အကောက်ပဲမြင်ပြီးတော့တကောက်ကလေးရှိတဲ့အကောက်ဟဲ့နင်းကောက်လေးကလှတယ်ဘာမှမကြည့်ဘူးလူကမျက်နှာပဲကြည့်တာမျက်နှာကြည့်နေဟဲ့သူမျက်နှာလည်းလိုက်တယ်လို့ ပြောတာ ਉਹ အဲ့တော့သဘင်ကဒုတိယမျက်နှာဒုတိယမျက်နှာလို့ပြောတာအဲ့ဒါကိုပြောတာသဘင်နဲ့ထည့်တွက်ကြတာမျက်နှာကိုလေဒါပေမဲ့သဘင်ကြီးလည်းကြည့်မျက်နှာပြန်ကြည့်ဘူးမှမလုပ်ဘူးအေးနောက်ကျောင်းမှာရမ်းလာအောင်လုပ်ထားတဲ့သဘင်ကအတိတ်သုံးဝင်မဲ့နဲ့ရှေ့ကိုလာအောင်လုပ်ထားတဲ့သဘင်ကပို့အသုံးဝင်တာကိုတွေ့ရမယ်။ဘာကြောင့်လဲမျက်နှာရှေ့ရချီလို့ဒုတိယနောက်ကျောင်းကနေမနှုတ်ဆက်ဘူးလေမျက်နှာရှေ့ကနှုတ်ဆက်တယ်။အဲ့ဒီအခြေခံသဘောတရားလေးတွေအရင်ဆုံး วะสั่นเนี่ยเตียวสู่ติดต่อติดหาได้มั้ยเออแล้วมันก็เมเดียสเปนเมียมาเมเดียไซต์ကိုတင်တာဖြစ်ပါတယ်เมเดียไซต์ဆိုတာကจ้อเลยပဲရှိရဟာကိုပြောပြီးတော့အထူပါကလည်းမထွန်းတော့မပါလုံးစံတော့ကလည်းမကြီးတော့မသေးတော့တာဖြစ်ပါတယ်အဲ့ဒါမဆွတ်ဆွတ်ကြောင်မတူတော့မရှိတော့မချက်ပြီးတော့မထွန်းတော့မပါလုံးမကြည့်လို့မသေးလို့ဆိုရယ်6ချက်ပုံမူဒီစဉ်ညက်ကလည်းဖြစ်ပါတယ်အဲဒီချက်တည်းမှာမှာစံလုံးသေးတာရယ်ပါတာရယ်နှစ်ခုအားစဉ်ညက်ပညာကိုအဓိကနှောက်ရှက်တာဖြစ်ပါတယ်